ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ရိတ်သက်တွေအားလုံးအတွက်အခုတင်ဆက်ပေးသောမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာရဲဝင်းထုံးရေးသားထားတဲ့စာနီတော်မောင်မတ်နဲ့နန်းတော်ပြည့်နဲ့ကြားဆိုဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာဒီမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ အသေးသေးတနင်္လာရှိဖို့အတွက်ကတော့ဘီနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကို တင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်အချိန်ကတော့စနေနေ့ရဲ့မနေ့ကင်းအချိန်ဖြစ်ပြီးနေမင်းရဲ့ရောင်ဝါကတော့တိမ်ခွေထားခြင်းမရှိပဲလွတ်လပ်စွာတောက်ပနေရလေဂျာတီဥရုတာယာကောင်းမွန်ခြင်းကြောင့်ကလေးများကတော့စော့ကစားလျက်ရှိပါတယ်စာကလေးငှက်ဇယက်ငှက်များကတော့ အုပ်စုလိုက်ပြန်တန်းနေကြတယ်လေကျုပ်တို့မိသားစုကတော့အိမ်ရှိကုပြစ်မှာထိုင်ရင်းနဲ့ဇကားလက်ဆောင်ကြလျက်ရှိပါတယ်အဖေကျောင်းမေးစရာရှိလို့ဗျငှက်တော်ဆိုတဲ့ငှက်ကသူ့ကိုပြစ်လို့တခါတည်းမသိရင်ကျိန်ဆဲတက်တယ်ဆိုအဲ့ဒါဟုတ်လားဟုတ်တယ်လေငှက်တော်တွေက သူတို့ကိုရံပြူးတဲ့သူတွေကိုကျိန်ဆဲတက်လက်ရှိရင်အဲ့ဒါကြောင့်လေငှက်တော်ဆိုရင်ပြစ်တဲ့သူဟာရှားတယ်ငှက်တော်ကျရင်တကယ်ဖြစ်လို့မပြစ်ကြတာလားအဲ့ဒါတော့ငါလည်းမသိပေမဲ့ ရှင်းလူကြီးတွေပြောခဲ့တာဆိုတော့မှန်မဲ့ထင်တာပဲကျောက်တစ်ခုစဉ်းစားနေတာအဖြစ်ရဲ့ငှက်တော်ငှက်တော်လို့အမည်ပေးထတာကငှက်တွေထဲမှာအတော်ဆုံးဖြစ်လို့ပေးထတာထင်နေနော်ရမဒီတခါတော့မင်းမှားသွားပြီဘာလို့လဲကိုမတ်ရဲ့အဲ့ဒါလို့မဟုတ်ဘူးလားဘယ်ရတာဟုတ်ရမလဲကွာငှက်တော်ကိုအတော်ဆုံးငှက်လို့သတ်မှတ်ထားတာမဟုတ်တလို့ငှက်တော်ကလည်းအတော်ဆုံးငှက်မဟုတ်ဘူးဒါဆိုရင်အတော်ဆုံးငှက်ကောဘာငှက်လဲ ငှက်တွေထဲမှာအတော်ဆုံးလို့သတ်မှတ်ထားတဲ့ငှက်ကစည်းကွက်ပင်ပညာလည်းရှိသလိုကံကောင်းခြင်းကိုလည်းစောင့်နေငှက်လို့ခေါ်ဝေါ်ကြတယ်။ငါကြားဖို့တာကတော့မုတ်ဆိုးတွေတောမဝင်မီစည်းကွက်တိုက်ကိုတွေ့ရင်တောပြစ်ခင်းကြီးစင်မှာ NDA ကင်းနေလို့လည်းယုံကြည်ကြတယ်။လက်လာပါခေါ်တယ်လို့ယူဆတာကြောင့်လေအိမ်တွေမှာစည်းကွက်ရုပ်တွေကိုစောင့်ကြတာပေါ့။ဒီလိုကြောက်ကမသိပါဘူး။စည်းကွက်ကအတော်ဆုံးဆိုတာကိုကိုရာမရှင်းပြမှပဲသိတော်တယ်။အင်ရှင်တို့ ိန်ရှင်တို့ကျောက်တို့စကားကောင်းနေကြစဉ်ခြံဝါးကခေါ်တန်းကြလို့လှည့်ကြည့်လိုက်တော့အသက်၄၀အရွယ်လူကြီးနှစ်ယောက်ကိုတွေ့ရတယ်။ဦးလေးတို့ဝင်းခဲ့လေဗျာခွေးမမွေးထားပါဘူး။ကျောက်လှမ်းပြောလိုက်တော့အဲ့ဒီလူနှစ်ဦးကလည်းအိမ်ထဲကိုဝင်လာကြတယ်လေ။နှစ်ဦးလုံးကကင်းရင်အင်ကြီးကိုဝှေ့ထားကြပြီးစကားတန်ဝဲတာကြောင့်လေကင်းရင်လူမျိုးတွေဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီရမိတ်ဆွေတို့ဘာကိစ္စများရှိလို့ရောက်လာကြတာလဲမသိဘူး။ဒီလိုပါဦးကြီး ကျုပ်တို့ကစိတ်နှသာရွာပါဒီဟိုကိစ္စလေးတစ်ခုအတွက်ရောက်လာတာပါ။ဩစိတ်နှသာဆိုတဲ့ရွာကဒီဒေသနဲ့တော်တော်ဝေးတယ်နော်။ဘလို့အရေးကြီးကိစ္စတွေများရှိလို့လဲ။အဖေကတော့ကင်းရင်ဦးလေးနှစ်ယောက်ကိုအဲ့ခန့်စကားပြောနေတာဖြစ်ပါရဲ့။ကျုပ်ကတော့အသား၆တွေနဲ့ရင်နွေးကိုချပေးလိုက်ပါရဲ့။ကိစ္စကတော့တော်တော်အရေးကြီးရဲ့လို့ပြောရမယ်။အားလုံးနားလည်အောင်အရင်ပြောပြပါမယ်ကျုပ်တို့တငယ်ချင်းအဖွဲ့ရတကယ်တော့၃ယောက်ပါ၃ယောက်နှုန်းက ဈေးမြက်တွေလိုက်ရှာပြီးဆေးဖို့ပါတယ်။ကျုံတို့ရွာနဲ့အနီးဆုံးရွာတွေမှာဈေးစရာတိတ်မရှိတာမို့ကျုံတို့၃ရောက်အတွက်ဈေးမြက်ရှာပြီးဆေးဖို့တဲ့အလုပ်ကအဆင်ပြေခဲ့ပါတယ်။တနေ့တော့ကျုံတို့၃ရောက်လူခွဲပြီးတော့ဈေးမြက်ရှာကြပါတယ်။ဒါပေမဲ့ညနေမှောင်ကြီးပြိုးတဲ့အထိတငယ်ချင်းတယောက်ကပြန်မလာသေးတာကြောင့်ကျုံတို့၂ရောက်ကလည်းပြန်သွားပြီးအထင်နဲ့၂ရောက်ထဲပြန်ခဲ့ပါတယ်။အိမ်ရောက်တော့တငယ်ချင်းကပြန်မရောက်သေးတာကြောင့်တခုခုဖြစ်ပြီးအထင်နဲ့ ကြွားထဲကလူတွေစုပြီးတောင်းနှင်းရှာကြည့်ပေမဲ့မတွေ့ရတော့ပါဘူး။အဲဒါပေမဲ့နောက်နှစ်ရက်လောက်ကြာတော့တငယ်ချင်းဖြစ်သူစောဖွေရပြန်ရောက်လာပါတယ်။ဒါပေမဲ့လည်းအရင်လိုမဟုတ်တော့ပင် သူစင်းမြင့်ရရင်ထဲတဲ့လွဲအိတ်ကိုကြည့်ပြီးတငုံငုံတရင်ရင်ဖြစ်နေရပါ။ကျုပ်တို့လည်းဘာဖြစ်တာလဲလို့မေးပေမဲ့အယူတယောက်လိုပဲငိုပဲငိုနေတာပါ။အဲဒါနဲ့လွဲအိတ်ထဲကိုကြည့်လိုက်တော့စင်းမြင့်တွေအပြင်ရွှေလက်ကောက်လေးကွင်းကိုလည်းတွေ့ရတာမို့တတော်အံ့ဩခဲ့ရတယ်။ စုံဖွင့်ကိုမရရတာလေလို့မေးပေမဲ့ဘာမှပြတ်မဖြစ်ပါအောင်တခါတလေ စိတ်ပြန်ကောင်းတဲ့အခါရောက်မှအဲ့မှာထားရမယ့်နေရာရှိတယ်လို့ပဲပြောပြီးစိတ်ပြန်ဖောက်ဖောက်သွားတယ်။ကျုပ်တို့ကိုခေါ်ပြီးရွှေလက်ကောက်တွေကိုပြန်ထားပေးဖို့တောင်းဆိုပါတယ်။ကျုပ်တို့နေရမီးတော့လေကျွားရဲ့အရှိယူမတက်တဲ့ဟိုသာသွားတယ်။ပယောကဆရာပင်ကြည့်တော့လေပစ္စည်းကိုနေရအမှန်ထားနိုင်မှမူလအတိုင်းပြန်ဖြစ်မယ်တယ်လေ။ကျုပ်တို့ဒေသမှာမုတ်ဆိုးမရှိရနဲ့ ဒီဘက်ကိုရောက်လာခဲ့တာပါဒီရွာရဲ့တောင်ဘက်ရွာကဥကြီးတို့အိမ်ကိုလမ်းညွန်လိုက်လို့ရောက်လာခဲ့တာပါအပြည့်အပြည့်ကတော့အဲ့ဒါပါပဲဒါနဲ့စိတ်ဖောက်ပြန်တဲ့သူ့ရဲ့အခြေအနေကောဘလို့ရှိသေးလဲသူကတော့ထူးထူးခြားခြားပြောင်းလဲမှုတော့မရှိပါဘူးကျုပ်တို့ဒီကိုထွက်လာချိန်မှာရွာလူတွေကိုစောင့်ကြည့်ခိုင်းပြီးထားခဲ့ရတယ်လောက်ကြပါဗျာကျုပ်တို့တငယ်ချင်းအတွက်ကူညီပေးကြပါခရီးအတွက်မနစ်နာစေရပါဘူးလူတယောက်ရဲ့ဘဝကိုကူညီရမှာဖြစ်လို့ ကျုပ်တို့ကူညီပေးပါမယ်။ဒါနဲ့ဘယ်တော့လောက်ခင်ကြီးကိုစားကြမလဲ။ကျုပ်တို့ဆန္ဒကတော့ဒီကနေရွာကိုပြန်ရောက်တာနဲ့တွားချက်ပါတယ်။အချိန်သိရတာမဟုတ်လို့မြဲမြဲတွားချက်တာပါ။ကောင်းပါပြီ။ဒါဆိုခမားတို့ဒီမှာညှအိတ်လိုက်ပါ။မနဲ့မှပြန်မော့။ရပါတယ်။ကျုပ်တို့အခုနေပဲပြန်တော့မယ်။ရွာပြန်ရောက်တဲ့အခါပြင်းစင်စရာလေးတွေရှိသေးလို့ပါ။ဒီလိုဆိုရင်လေကျုပ်တို့မနဲ့ပြန်ဆက်ဆက်လာခဲ့ပါမယ်။လမ်းမှာဂယုဆိုင်ပြန်ကြပါ။ကောင်းပါပြီ။ ဒါကတော့ခင်းကြီးအတွက်ဆက်ရံငွေပါကရင်ဦးလေးနှစ်ဦးကတော့ကျုပ်တို့ကိုလမ်းခင်းကြီးအတွက်ဆက်ရံငွေပေးချေပြီးတော့ပြန်သွားကြပါတယ်ငါသားမင်းတို့ကဆက်ရံယူပြီးပြီဆိုတော့သူတို့နှစ်ဦးတောင်းဝင်ကမင်းတို့အပေါ်မှာကြားရောက်သွားပြီးလမ်းခင်းကြီးမှာဂယုဆိုင်ကြပါဟုတ်ကဲ့ပါအဖေကျုပ်တို့ဂယုဆိုင်ပါမယ်မနဲ့ရောင်းဝါနေထွက်လာတာနဲ့ကျုပ်တို့ညီကိုနှစ်ယောက်ကတော့ထူးဆန်းတဲ့ခင်းကြီးအတွက်ပြင်းစင်ပြီးတော့ထွက်ခဲ့ပါတော့တယ်စိန်နေသာရွာကတော့ ကျောက်တော့ရွာနဲ့အတော်ဝေးတော်မှုခရီးတော်တော်ကြာဆက်ခဲ့ရတယ်။မြောက်ချောကုန်တေပင်ကုန်းစတဲ့ဂျွာရီကိုဖျက်ကျော်လာပြီးတဲ့နောက်တိန်နန်းသားနဲ့တေပင်ကုန်းရွာအကြချောင်းကျဲတစ်ခုရှိရမှုလင်းငါးပြီးတော့ဖျက်ခင်းရပါတယ်။လေးလေ၃နိုင်ခန့်မှစိန်နန်းသားကိုရောက်ခဲ့ကြပြီးကရင်ဦးလေးနှစ်ဦးအိမ်ကို ရှာရပြန်တယ်လေ။ဦးလေးဦးလေးဒီရွာမှာရှိတဲ့ကရင်ဦးလေးနှစ်ယောက်အိမ်ကိုလမ်းညွှန်ပေးလို့ရမလား။ငါတို့တို့ ဒီရွာကကင်းရင်ရွာကွယ်ကင်းရင်ဦးလေးနှစ်ယောက်အိမ်ဆိုတော့ဦးလေးရဘလို့လက်ညှိုးပေးရမှာလဲကျုပ်တို့လည်းနမ်းမဲမမေးထားလိုက်ရလို့ပါဩသိပြီဆေးစရာဦးလေးသုံးယောက်အိမ်ကိုရှာနေတာတယောက်ကစိတ်ဖောက်ပြန်သွားတာလေဩမင်းတို့ပြောတာစောလောင်နဲ့စောမှုရဲ့အိမ်ဖြစ်ရမယ်တယောက်ကစောဖွယ်လေဟုတ်တယ်ဦးလေးရဲ့သူတို့အိမ်ကိုလက်ညှိုးပေးနိုင်မလားဟုတ်တယ်ဦးလေးရဲ့သူတို့အိမ်ကိုလက်ညှိုးပေးနိုင်မလားကြားတာပေါ့ကွာ ဒီရွာအဝင်လမ်းကနေတက်တက်သွားခဏကြာရင်လမ်းလေးခွာတွေးလိုက်မယ်အဲ့ဒီလမ်းလေးခွာဆုံရောက်တဲ့နေရာရောက်ရင်အိမ်ရှိမှကျိတ်ဆုံရှိတဲ့အိမ်ကိုရှာအဲ့ဒီအိမ်ကစေးစရာအိမ်ပဲကျေးစုတလိုက်တာဦးလျာကျုပ်တို့ခွင့်ပြုပါအောင်ကျုံနဲ့တီဟာကလည်းလေဆိုင်ရာကန်းဆက်မှာတွေ့ရလေဦးလေးတယောက်ကိုမေးမြန်းပြီးဆက်ထွက်ခဲ့ပါတယ်အဲ့ဒီဦးလေးညွန့်တလို့သွားလိုက်တော့ပြင်ကနှစ်ထပ်အိမ်တလုံးကိုတွေ့ရတယ်လေအိမ်ရှိမှလည်းကျိတ်ဆုံရှိနေတာကြောင့် ဒီအိမ်ဖြစ်မယ်လို့သိလိုက်ရတယ်။အိမ်ရှင်တို့အိမ်ရှင်တို့လာပြီလာပြီခဏလေးစောင့်ကြအောင်ကျုံခေါ်လိုက်တော့လူကြီးတဦးတုံးပြန်တန်ကြားရပြီအဲ့ဒီလူကဆင်းလာတယ်လေအဲ့ဒီလူကတော့တခြားမဟုတ်ပါဘူးကျုံတို့အိမ်ကိုရောက်လာတဲ့ကရင်ဦးလေးနှစ်ယောက်ထဲကတယောက်ဖြစ်ပါတယ်စောလောင်ကြီးဒီမှာမုံစိုးရင်ရောက်လာပြီကွာဟုတ်လားဒါဆိုရင်အိမ်မုံခေါ်ခဲ့လေကွာကျုံတို့အိမ်မုံရောက်လို့အိမ်ကိုအကဲခတ်ပြီးတော့စေးပင်စေးဦးတွေနဲ့ ဆေးပလင်းတွေကိုသူ့နေရာနဲ့သူတက်တက်ရက်ရက်လေးထားထားတယ်ဗျဘလို့လဲကျုံတို့ရွာကိုလာရတာခကြီးဖြောင်းရလားဖြောင်းပါတယ်လမ်းကမစိုးပါဘူးတဲပင်ကုန်းနဲ့စိတ်နှသာကြကချောင်းကျက်လေးတစ်ခုပဲတတိထားရမှာအခုချိန်ကရေသိမ့်မကြီးသေးလို့ဘာမှမဖြစ်နိုင်ပေမဲ့ချောင်းပုံစံကအမြင့်အနှိမ့်ဆိုတော့ရေများလာတဲ့အခါရေစည်းတန်လာမှမို့လေသမားတွေအတွက်စိတ်ပူရတယ်အဲ့ဒါတော့ဟုတ်တယ်ငါတို့ဦးကြီးတို့ရွာကနေ စိတ်နှံသားကိုကောင်းကောင်းသွာလာလို့ရတာကຫນွေမိုးဦးနဲ့စောင်းအချိန်ပဲရှိရင်မိုးလေမိုးနှောင်းအချိန်လောက်ရောက်ရင်တောင်ပေါ်ရင်နဲ့ချောင်းရေရောပြီးရေစီးတအားတန်တာမို့တော်ညုံလှေသမားမတော်ရဲကြဘူးဒါနဲ့အခုမှရောက်တာဆိုတော့ခရင်ဦးဆိုင်နားချပါအောင်ဒီနေ့တော့ရာသီဥတုလည်းတိတ်မကောင်းတာမို့မနှက်ပြမှာခရင်ထွက်ကြမယ်ညာအိဖို့အတွက်ကတော့အိမ်အောက်မှာအိမ်လို့ရသလိုအိမ်ပေါ်မှာလည်းအိမ်လို့ရပါတယ်ကောင်းပါပြီဦးလေး ဒါနဲ့ဦးလေးတို့နာမည်လည်းမသိရသေးသလိုကျုံတို့နာမည်လည်းမိတ်ဆက်မပေးရသေးဘူးကျုံနာမည်ကမောင်မတ်ပါကျုံညီရတော့ရမာတဲ့ဩဦးလေးတို့လည်းမိနေတာဦးလေးနာမည်ကစောလောင်ဦးလေးတငယ်ချင်းနာမည်ကစောမူးတဲ့ကျုံတို့လေးယောက်ကတော့အချင်းချင်းမိတ်ဆက်ပြီးတဲ့နောက်မှာစကားများလည်းပြောပြကြပါတယ်ဦးစောလောင်နဲ့ဦးစောမူးတို့ကလည်းဖော်ရွေကြတဲ့သူများဖြစ်ပါတယ်အသက်အရွယ်ရလာပေမဲ့မိမမယူကြပဲ့ တငယ်ချင်း၃ယောက်စုပြီးတော့နေကြတယ်လေညီအကိုအရင်တွေလို့ချစ်ခင်ကြတယ်လို့သိရပါတယ်စားရောက်ကလေးကကြံနေတဲ့ဦးလေးစောဖွဲ့ကိုမေးမြန်းကြည့်ရမှာတော့ကြွားထဲရအေးတဲအိမ်မှပို့ထားတယ်လို့ပြောလာပါတယ်ကျုပ်တို့ကညာရောက်တာနဲ့စကားအနည်းငယ်ပြောပြီးမနဲ့အတွက်စောစောအိတ်လိုက်ပါတယ်မနဲ့ရောက်တာနဲ့တနတ်တယောက်တလက်စီနဲ့တောထွက်ကိုထွက်ခဲ့ပါတယ်စိန်နန်သားရွာကတော့တောင်နဲ့လေအတော်အသင့်နီးပါတယ်တချောင်းရွာများရဲ့အစုံဆုံးရွာဖြစ်ပြီးတော့ ချောင်းကျယ်ရှိရမို့ဧည့်သည်များလာရောက်ခြင်းနဲပါကြတယ်လေတနာဤခမ်းမြလမ်းလျှောက်ပြီးရနဲ့တောင်အဆက်ကိုရောက်ခဲ့ပါတယ်ဦးလေးတို့ဒီတောင်ကျောမှာတောခွေးအုပ်တွေရှိရဲ့ဟုတ်လားငါတို့ရဲ့ဦးလေးတို့တော့တခါမှမမြင်ဘူးမကြုံဘူးသေးဘူးဦးလေးတို့မကြုံတာကန်ကောင်းနေလို့ပြောရမယ်ဦးလေးတို့ကစေးပြေရှာတာဆိုတော့အခုလိုတနက်တွေလည်းပမမဟုတ်ဘူးဒီကောင်တွေကအုပ်စုလိုက်လှုပ်ရှားကြတာသူတို့မနိုင်လောက်ဘူးလို့ထင်နေတက်ရှိကို အတင်းမတိုက်ခိုက်ဘူး ဒဏ်ရာရထားတဲ့တောကောက်တွေကိုပဲအဓိကပြစ်မှတ်ထားတယ်။အိုနားမှာရှိနေတဲ့အယိုးစုကတောကျွဲတကောင်ရဲ့အယိုးစုပုံပဲအယိုးစုဘေးမှာခြေရာတွေပွားစာလန်းနေပြီးမြေပေါ်ကခြေရာတွေကိုကြည့်ရတာတောခွေးတွေရဲ့ခြေရာပဲဒီတော့ဦးလေးတို့တတိကတ်ထားစေခြင်းနဲ့ကျင်းရှောင်းဘလို့အရာတွေရှိနိုင်မလဲဆိုတာမသိနိုင်ဘူးလေဦးလေးတို့စင်းမြစ်လာရှာချိန်မှာဘာမှမဖြစ်ကြပေမဲ့မိုးရသည်ဖြစ်တာမို့မိုးရေကိုကြိုက်တဲ့တားရဲတွေပေါ်ထွက်လာတတ်လို့ပါ ကောင်းပါပြီငါတို့ဦးလေးတို့ဂယုစိုက်ပါမယ်ကျုပ်တို့ကလည်းဆက်လက်ထွက်ခွာလာခဲ့ကြရာတောအတွင်းပိုင်းကိုရောက်လာခဲ့ပါပြီဦးစောမှုနဲ့ဦးစောလောင်တို့လည်းဒီတောင်နေရာများအထိမရောက်ဖူးချောင်းပြောလာပါတယ်ငါတို့တို့ခဏနေကြအောင်ကွာဟောဟိုမှာအဖျားကျတဲ့ဆေးပြေတမင်တွေ့လို့ဦးလေးတွားယူလိုက်အောင်မေဦးလေးစောလောင်ကပြောရင်းနဲ့ပေါင်အမြင့်လောက်ရှိတဲ့အပင်တပင်ကိုနှုတ်လာတယ်လေအပင်ရဲ့အရွက်တွေကတမယာရွက်နဲ့ဆင်တူပေမဲ့ တမ်းမရရွက်လို့မကြမ်းမင်းနူးညံ့လျက်ရှိပါတယ်။ဦးလေးဒီအပင်ကိုဘလို့ခေါ်တာလဲ။ကျုပ်တို့လည်းမှတ်ထားရတာပေါ့။အော်ဒီအပင်ကနစ်စမာအပင်လို့ခေါ်တယ်ကွ။အရွက်ကိုစနိုးနဲ့ရောကျိတ်ပြီးတောင်းရင်ချောင်းဆိုးပြောက်ပြီးတော့ပင်စီကိုကျိတ်ပြီးမီးဖုတ်ထားတဲ့စားနဲ့ရောပြီးစားတဲ့အခါအပြားပြောက်စေတယ်။ဒါဆိုဒီအပင်ကတော်တော်ကောင်းတာပဲ။အဲဒါကြောင့်ဒီခင်ကြီးအတွက်လို့ရမရယူလာမလို့လေဒါနဲ့ဦးလေးကျုပ်တို့ကဘဲဟိုသွားရမှန်းမသိပဲ စန်တဝါဝါနဲ့တွားနေရတာနော်ကျုပ်တို့ဘလောက်ကြာမလဲမသိဘူးဒီအတွက်တော့ဦးလေးကိုခွင့်လွှတ်ပါဦးလေးတငယ်ချင်းကဘလို့မှမေးလို့မရတဲ့အပြင်သူ့ရဲ့ဝေဒနာကိုလည်းဦးလေးတို့မကြည့်ရလို့တခုတည်းသောရွေးချယ်စရာဖြစ်တဲ့ဒီကီးကိုထွက်ခဲရတာပါ မဟုတ်တာရပါတယ်တောင်းပန်စရာမလိုပါဘူးကျုပ်တို့လည်းတီနီယာကို မသိရတာမို့ကြာချင်းနဲ့တောင်းရဲ့ပတ်ဝန်းကျင်ကိုမှန်းဆကြလို့ပါကဲကဲကျုပ်တို့အချိန်ရှိတော့ခရင်ဆက်ကြမယ် ကျုပ်တို့ကခရီးဆက်လာခဲ့ရညနေမှောင်ရီပြောလာတာကြောင့်ညာအိဖိုးအတွက်စကန်းတစ်ခုချလိုက်ပါတယ်။ကျုံနဲ့ရာမကတော့ညစာအတွက်တောကောင်ရှာလိုက်တော့တောဝက်တကောင်ကိုပြက်ခန့်ရမိပါတယ်။တောဝက်ကိုညစာအပြည့်စားလိုက်ကြပြီးပုံနေတဲ့အသားတွေကိုမီးခင်ထားလိုက်တဲ့ညစဲနိုင်ခန့်ရောက်တော့ဦးစောလောင်နဲ့ဦးစောမူကတော့အိပ်ပျော်သွားကြပြီဖြစ်ပါတယ်။ကျုံနဲ့ရာမကတော့တယောက်တည်းလက်ကင်းဆောင်နေရှိပါတယ်။တင်းရွက်အကျွေးများကိုနေမိ ကျုံတို့ထံကို ချင်းကပ်လာနေတဲ့အတန်ကိုကြားတာကြောင့်တနတ်ကိုကောက်ယူလိုက်ပါတယ်အတန်လာရစခန်းရဲ့ပတ်ဝန်းကျင်ကိုကြည့်ရှုနေတော့ဆောင်းထဲကျန်းကြီးကိုပတ်ထားတဲ့လူတယောက်ကိုလည်းလာရောက်အောက်မှာတွေ့ရပါတယ်အဲဒီလူကကျုံစီကိုဖြည်းဖြည်းချင်းရှောက်လာတယ်လေမပြစ်ပါနဲ့ကျုံလူပါဒီဘက်ကမီးရောက်မြင်လို့ရောက်လာခဲ့တာပါတပြေးပြေးတိုးလာတဲ့အဲဒီလူကိုလည်းကျုံတနတ်နဲ့ချိန်ထားလိုက်တယ်အဲဒီလူက လက်ကလိုက်ပြီးမီးရောက်မြင်တာကြောင့် ရောက်လာတာလို့ပြောပါတယ်။နေပါဦး။ဒီလောက်တောနှက်တဲ့နေရာမှာခမရဘလို့ရှိနေရလဲ။ခမရလူရောဟုတ်ရဲ့လား။ဟုတ်ပါတယ်။ကျောက်ကလူပါ။တောထဲကိုတစ်ခုတ်လာရင်းနဲ့မျက်စိလဲပြီးဒီတောထဲမှာပိတ်မိနေရပါ။ဒါဆိုခမရဘာမှမစားရသေးဘူးပေါ့။ဟုတ်ပါတယ်။ကျောက်ဘာမှမစားရတာဒီနေ့နဲ့ဆိုရင်နှစ်ရက်ရှိပါပြီ။ဒီရမိတ်ဆွေမှစားစရာလေးများပါရင် အနေငယ်ဖြစ်ဖြစ်ပေးကမ်းပါလား။ထမင်းတော့မရှိတော့ဘူး။ တုံးဝက်သာကင်ထားတာပဲရှိတော့တယ်။အခုညတော့အသားကင်မဲ့စားလိုက်ဗျာ။မနက်မှထမင်းနဲ့စားကြတာပေါ့။ကျုပ်ကတော့ကင်ထားတဲ့အသားတွေကိုပေးလိုက်ပါတယ်။ကျေးဇူးတင်လိုက်တာဗျာ။ဒါနဲ့မိတ်ဆွေတို့ကဘယ်ဟိုသွားကြမှာလဲ။ကိစ္စတစ်ခုနဲ့ထွက်လာတာပါ။သွားရမယ့်နေရာအတိအကျကိုတော့မသိပါဘူး။မသေးချာမရေရာတဲ့ခင်းကြီးကိုဘာလို့ထွက်ခဲ့တာလဲ။ဒီတော့က NTA များမှများပဲဗျာ။ကျုံနဲ့ကျုံညီရမုတ်ဆိုးတွေပါ။ဒီခင်းကြီးမှပါတဲ့ဦးလေးနှစ်ယောက်ရဲ့တငယ်ချင်းက ဒီတော့တီတောင်ထဲကတဏှာကပစ္စည်းတစ်ခုကိုယူလာပြီလို့စိတ်ဖောက်ပြန်နေတာကြောင့်ပစ္စည်းကိုမူလနေရာ ပြန်ထားဖို့လာခဲ့တာပါ။အင်းဒီတော့မှကတမိုင်းရဆုံတွေတစ်ခုရှိရင်ခမည်းတော်ပြောပြမယ်။စူစမ်းပါဦးဗျာ။ဘလို့မျိုးတော့ဒီလိုပါ။တကယ်တော့ဒီတော့မဖြစ်မီအရင်ကဒီတော့တဏှာမှာနန်းတော်တစ်ခုရှိရင်အဲ့ဒီနန်းတော်ဖြစ်လာရတာကလည်းထူးဆန်းနေ။နေမိတနန်းတော်ဆိုတာက ဒီတော့နဲ့တော်တော်ဝေးတဲ့အရက်မှရှိတဲ့နန်းတော်တစ်ခုပါဘယင်နဲ့မိဖုရားမှ သားသမီးမထုံးကားခဲ့ဘူးလေအရင်ကတော့မိဖုရားကသားသမီးမရနိုင်တာကြောင့်ထိန်ကြပေမဲ့နောက်မှဘယင်ကြီးကမရနိုင်တာကိုသိရတယ်ပြောရရင်တော့ဘယင်ကြီးကမြုံနေတာပေါ့အဲဒီလိုနဲ့နေလာကြတာတနေ့တော့မိဖုရားမှကိုဝင်ရှိလာတယ်ဘယင်ကြီးကတော့တတော်ကိုပျော်သွားတာပေါ့ပျော်လို့မှမဆုံးသေးဘူးပရောဟိတ်တွေကဘယင်ကြီးကမြုံနေတာမို့ ဘယင်ကြီးရဲ့သွေးသားမပြည့်နိုင်ပါဘူးလို့ရှောက်တင်တော့ဘယင်ကလည်းအမျက်ထွက်မွေးကစားသားတွေကိုချက်ချင်းတတ်မဲ့လှုပ်ပင်မဲ့မိဖုရားကြီးကအတင်းတောင်းမှန်ပြီးသူ့သားတွေကိုမွေးဖို့ခွင့်တောင်းနေဘယင်ကြီးကလည်းမိဖုရားကြီးကိုချစ်တာမှမတတ်တော့ပင်မွေးလာမဲ့အချိန်ကိုစောင့်နေတာပေါ့ကိုဝင်လားစေးလို့မွေးတော့တားအမွာလေးမွေးတယ်လေတကယ်တော့မိဖုရားက ဖောက်ပြန်လို့ရတဲ့ကိုဝင်မဟုတ်ပင်ရုပ်ကစိုးစီမှာတားစုပန်လို့ရတဲ့ကိုဝင် ဒီအကြောင်းကိုဘယင်ကြီးကို ပြောပေမဲ့ဘယင်ကြီးကမယုံဒါပေမဲ့သားတွေကိုမသက်ပဲကြွေးမွေးထားတယ်အချိန်တွေကြာလာတော့ဘယင်ကြီးကသူ့သားတွေကိုတကယ်ချစ်လာပြီဆိုပြီးမိဖုရားကြီးကထင်းသွားတယ်အဲဒါပေမဲ့ဘယင်ကြီးကသားတွေ16နှစ်ပြည့်တဲ့အထိစောင့်နေတာ16နှစ်ပြည့်တော့နေဆက်မှာရန်သူတပ်တွေဝင်ရောက်နေတယ်ဆိုပြီးတောင်းရောက်နှိမ်နှင်းခိုင်းနေတကယ်တော့ရန်သူမရှိပဲမင်းသားနှစ်ပါးနဲ့အတူထဲလိုက်တဲ့စစ်တီတွေကနေဆက်ရောက်တာနဲ့ မင်းသားတွေကိုတတ်ဖို့ထဲလိုက်တာအဲ့ဒီအထဲမှာလေမင်းသားနှစ်ပါးရဲ့အစီခံတင်ထူးဆိုတဲ့စစ်တီလေးပါတယ်လေ။နယ်စဲရောက်တာနဲ့မင်းသားနှစ်ပါးကိုဝိုင်းပြီးတော့တိုက်ခိုက်ကြတာပဲ။ဒါပေမဲ့တင်ထူးကမင်းသားတို့ဘက်ကပြန်တိုက်ပြီးမှမဟုတ်လို့မင်းသားနှစ်ပါးလည်းပြေးလန်းရခဲ့တယ်။တင်ထူးကတော့တိုက်ရိုက်ခိုက်ရကောင်းတာမို့အချိန်ဆွဲပြီးအနောက်ကနေလိုက်ခဲ့တယ်။မင်းသားနှစ်ပါးလည်းပြေးရင်းနဲ့ဒီတော့ဟိုရောက်တော့တင်ထူးနဲ့အတူနန်းတီဘီနေတယ်။ အနောက်တော့အနီးနားကရွာတွေကမင်းသားနှစ်ပါးရဲ့လက်အောက်ခံတွေဖြစ်လာပြီးမင်းသားတွေရဲ့နိုင်ငံတော်ကလည်းအတော်လေးတိုးတက်လာတယ်။အဲဒါပေမဲ့ဘရင်ကြီးကတည်င်းရတာကြောင့်စစ်တီအလုံးအရင်းနဲ့ဝင်တိုက်တော့စစ်ပွဲကြီးတစ်ခုဖြစ်ပြီးမင်းသားနှစ်ပါးရဲ့နန်းတော်လေးပြတ်မင်းသားတွေလည်းသိပြီးဘရင်ကြီးကတော့သူ့ရဲ့နန်းတော်ကိုစစ်တီ6ရောက်နဲ့ပြန်သွားရတယ်။အဲဒီကလေးကဒီတော်ထရနန်းတော်နဲ့အနီးကလက်အောက်ခံရွာတွေပျောက်ကွယ်သွားပြီး အချိန်တွေအတော်ကြတော့မှအခုရွာအစ်စ်တွေပေါ်ခဲ့တာပဲကျုပ်ကတော့အဲ့ဒီလူပြောပြတာတွေကိုနားထောင်ရရှိတာပေါ့ဒါဆိုရင်မင်းသားနှစ်ပါးနဲ့အတူ တင်ထူးကလည်းတည်ခဲ့တာပေါ့ဟုတ်တယ်ဘရင်ကြီးရဲ့အညူကတော်တော်ကြီးရဲ့လို့ပြောရမယ်မင်းသားနှစ်ပါးလုံးကိုတတ်ပြီးနန်းတော်ရဲ့အရှိန်းနဲ့အနောက်ခွဲပြီးမြုပ်ခဲ့တာတင်ထူးကတော့အငယ်မင်းသားနဲ့မလန်းမကန်းမှမြုပ်ခဲ့တာဒါနဲ့အဲ့ဒီနန်းတော်နေရာကောအခုရှိသေးလားရှိတယ် အဲ့ဒီနန်းတော်အပြက်နားမှာရွှေငွေတွေကိုတွေ့ရတတ်တယ်။ဘယင်ကြီးကနန်းတော်ကိုဖျက်ဆီးပြီးရွှေငွေတွေကိုယူမသွားဘူး။ဘယင်ကြီးရဲ့နိုင်ငံကလည်းသိမ့်မကြပါဘူး။တခြားနိုင်ငံကသိမ့်ပိုက်ပြီးဘယင်ကြီးလည်းနှက်ရွာဆန့်ခဲ့တာ။ဒါနဲ့ခမရောအဲ့ဒီရောက်တိလား။တိပါတယ်။ခမရကတိတယ်ဆိုရင်ဘာလို့အဲ့ဒီနာရွှေတွေကိုသွားမိယူရတာလဲ။အဲ့ဒီရွှေတွေက ကျိန်းစာတင့်နေတာ။မင်းသားနှစ်ပါးကမသေးခင်ကျိန်းစာတိုက်ခဲ့တာ။ ျုပ်အတွက်ကရွှေမလို့ပါအောင်ကျုပ်အတွက်ရွှေတွေကတုံးလို့မရပါအောင်ကျုပ်လည်းရွှေလိုချင်လို့မဟုတ်ပါဘူးဟိုဦးလေးနှစ်ယောက်ရဲ့တငယ်ချင်းယူလာတဲ့ရွှေတွေအဲ့ဒီနေရာကရွှေတွေပြည့်ရမယ်လို့တွေးမိလို့ပါ तू ကရွှေတွေယူခဲ့တာလားဒါဆိုရင်တော့အဲ့ဒီနန်းတော်ပြက်နေရာကပဲပြည့်ရမယ်ကျုပ်ခမားကိုလမ်းပြောပြပါမယ်ဒီနေရာကနေအရှိကိုတန်းတန်းသွားအတော်ကြာတဲ့အခါနန်းတော်ပြက်ကို တွေးရမှာပါနန်းတော်ပြက်နေရာကတော်ရိုင်းတရိတ်ဆန်တွေခိုးအောင်တက်တာမို့ အထူးဂယုဆိုင်သွားပါခမားကရောကျောက်တိုးနဲ့မလိုက်ခဲ့ဘူးလားလုံးဆရာရှိတာတွေလုပ်ပြီးရင်ကျောက်တိုးနဲ့အတူပြန်လိုက်ခဲ့ပြီးခမားနေတဲ့နေရာကိုပြန်မော့ကျောက်လေကူညီခြင်းပေမဲ့ကူညီလို့မရနိုင်လို့ပါကျောက်ကိုကူညီခြင်းနဲ့ဆိုရင်ညီငယ်ရဲ့ဘေးကတင်ထူးကိုမြုပ်ထားတဲ့မြေပုံပေါ်ကငုတ်ကိုနှုတ်ပေးခဲ့ပါမင်းသားနှစ်ပါးကတော့ကျုတ်သွားပြီဖြစ်လို့တင်ထူးမြေပုံကငုတ်ကိုပဲနှုတ်လိုက်ပါ အစားကျွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျုတ်သွားတော့မင်း အဲ့ဒီလူကပြောပြရနဲ့ပျောက်ွယ်သွားတယ်။ကျုံကတော့စားရောက်လာလေကလာရောက်ကြားနေပေမဲ့အရေးမပေါ်တာကြောင့်နာနာဘဝတကောင်ဖြစ်မှန်းသိတာမို့အထူးတလည်းထိန်လန့်မှုတော့မရှိပါဘူး။ကျုံကလည်းတီဟောင်းမနှိုးတော့ပင်မိုးလီနဲ့အထိကင်းဆောင်လိုက်ပါတယ်။မိုးလီလို့ရောင်းနေလာပြီးဖြစ်တာမို့ကျုံကခဏတောင်နှေးဆက်လိုက်ပါတယ်။နာယီဝက်ခန့်မြကြမှာပြန်ထပြီးမနှက်စာအတွက်ထမင်းကိုဝါစစ်ထဲမှာထည့်လို့ချက်လိုက်ပါတယ်။ကျုံကတော့ ထမင်းကိုဝါးစုအစင်းများထည့်ပြီးချက်တာကိုလုံစွာမှကြိုက်ပါတယ်။သူရဲ့အရာတာကလည်းတမျိုးတပုံစားလို့ကောင်းတယ်လေ။အတန်ကြာတော့တီဟာနဲ့အတူကင်းရင်ဦးလေးနှစ်ယောက်လည်းနိုးလာခဲ့ပါတယ်။ညကအသားကင်များကို ပြန်တွေးလိုက်ပြီးမနှက်ဆအဖြစ်စားပြီးတော့ခင်းကြီးလည်းဆက်ခဲ့ပါတယ်။ကျုပ်ကတော့ညကညှို့ပြရာ အရှိတ်ကို ထွက်ခဲ့ပါတယ်။ဟာမောင်မန့်ဟိုမှာအစာဦးပြက်ကြည့်ပါလား။အတော်ကြာရှောင်းလာကြတဲ့အစုံမှာတော့ နန်းတော်အပြည့်ကြီးကိုတွေ့ရပါတယ်။နန်းတော်ကတော့အပြည့်အစည်းအပြည့်လောက်သာကြံ့ရင်းခဲ့တာမို့နန်းတော်မှန်လည်းမသိဘူးလေ။ဦးလေးဒီနေရာကကျုပ်တို့လာတဲ့ခရင်ရဲ့အဆုံးပဲ။ဟေးဘာဖြစ်လို့ဒီနေရာကအဆုံးဖြစ်နေရတာလဲ။ငါတို့ကဘလို့သိရလဲ။တယောင်ယောင်ကြောင်းလို့ပဲတီထားပေးပါ။ဒါနဲ့ဦးလေးစောပွဲယူခဲ့တဲ့ရွှေရည်ပါတယ်မဟုတ်လား။ပါတယ်ငါတို့ဒီနေရာကခရင်အဆုံးဆိုတော့ဦးလေးတို့ဘာဆက်လုပ်ကြမလဲ။ဘာဆက်လုပ်ရမလဲဆိုတော့ ဦးလေးတို့ပါလာတဲ့ရွှေတွေကိုယူပြီးဒီအစာဦးဟောင်းတဲ့ကိုလိုက်ခဲ့ပါ နောက်ထပ်လုံရမှာဒီအထဲမှာရှိမှာပါကျုပ်တို့အားလုံးလည်းနန်းတော်ပြက်ထဲကိုဝင်ရောက်လာခဲ့ပါတယ်ဟာရွှေတွေပါလားဘာလို့ဒီနေရာမှာရွှေတွေဒီလောက်များများရှိနေရလဲဦးလေးဒီရွှေတွေကိုစိမ့်နေတော့မပြစ်မှနဲ့ဒီရွှေတွေကကျင်းစာတင့်ထားတာဦးလေးတငယ်ချင်းဒုက္ခရောက်ရတာလေဒီရွှေတွေကြောင့်ပဲအခုဦးလေးကြည့်လိုက်ဒီအစာအုပ်ရဲ့မုံဝင်တိုင်လေးခုမှာ ုံးခုမှာရွှေလေးကွင်းစီရှိပေမဲ့နောက်ဆုံးတိုင်မှာရွှေလေးကွင်းပြောင်းနေတယ်မဟုတ်လားအဲ့ဒါဦးလေးတို့စီမှာရှိနေတဲ့ရွှေပဲကျုပ်ပြောလိုက်တော့ကင်းရင်ဦးလေးနှစ်ဦးနဲ့အတူယာမကလည်းအံ့ဩစွာနဲ့ကျုပ်ကိုကြည့်တာပေါ့သူတို့ရဲ့မျက်လုံးထဲမှာဘလို့များတည်တာလဲဆိုတဲ့အကြည့်တွေကိုလည်းအတိုင်းသားမြင်နေရတယ်ငါတို့သေးကြပြီဆိုရင်အဲ့ဒီနေရာမှာပြန်ထားလိုက်ရအောင်ဦးလေးအဲ့ဒီရွှေနှစ်ကွင်းကျုပ်ကိုပြေးပါကျုပ်သွားထားလိုက်ပါမယ်မုံဝင်တိုင်ကမြင်တော့ တက်မှရမှာပါငါတူဒါအိုမုံဝင်တိုင်းလို့ဘာလို့ပြောရတာလဲဘုံတော်ကြီးចောင်းတို့နန်းတော်တို့ဖះစီတီလည်းမဟုတ်ပဲနဲ့ဒီအဆောင်ဦးကအရင်ကနန်းတော်ကြီးပါအចောင်းကိစ္စတွေကြောင့်ပြန်စည်းသွားပြီးအဆောင်ဦးအပြက်လို့ဖြစ်သွားခဲ့တာကဲကဲဒီမှာနေကြအောင်ကျုပ်ရွှေကွင်းတွေတော့ထားလိုက်အောင်မေကျုပ်ကတော့မုံဝင်တိုင်းပေါ်တက်ပြီးရွှေတွေကို သူ့နေရာသူထားလိုက်ပါတယ်ငါတို့တို့ဒီကိစ္စပြီးသွားပြီလားပြီးသွားပြီဆိုပေမဲ့ ကျုပ်လုံးစရာတခုကြံသေးတယ်။ကိုမတ်လုံးစရာရှိတာလုံပြီးပြီလေ။ဘာလို့ဖို့ကြံသေးလို့လဲ။ကြံနေရမရဲ့။ငါတယောက်ယောက်ကိုကယ်ပေးရအောင်မေး။ကိုမတ်ကတော့နောက်တော့မေဗျာ။ဒီတော့ထဲမှာဘယ်လူကိုကယ်ရမှာတော့။လူတော့လူပဲ။ဒါပေမဲ့သိပြီးသားလို့ဒီနန်းတော်ရဲ့အရှိနဲ့အနောက်မှာဒီနန်းတော်ကမင်းသားနှစ်ပါးကို မြှုပ်ထားတဲ့မြေပုံတစ်ခုစီရှိရဲ့။ငါလုံးရမှာအဲ့ဒီမြေပုံဘေးမှာရှိတဲ့တင်ထူးရဲ့မြေပုံကငုတ်ကိုချုပ်ပေးရမှာ။ ကိုမတ်အတီပြောနေတာလားနောက်တော့ဆိုရင်တော့ပြန်ရအောင်အချိန်သိမ့်မရဘူးဗျနောက်တော့မဟုတ်ပါဘူးဦးလေးနဲ့အတူမင်းတို့ပါခေါ်သွားမယ်အဲ့တော့မှမင်းတို့ယုံမှာကျုပ်ခေါ်တဲ့နေရာကိုကရင်ဦးလေးနဲ့အတူရာမားကခေါင်းကိုပြီးလိုက်လာတယ်လေနန်းတော်ရဲ့အရှိဘက်ကိုသွားကြည့်တော့မြေပုံတစ်ခုသာတွေ့ရတာကြောင့်နန်းတော်အနောက်မှာရှိနေတာသိကြသွားပါတယ်နန်းတော်အနောက်ကိုရောက်တော့မလန်းမကန်းกว่าနေတဲ့မြေပုံနှစ်ခုကိုတွေ့ရတာမို့ရာမားနဲ့ကရင်ဦးလေးတို့ကလည်း ကျုပ်ပြောတာအမှန်တွေဖြစ်ကြောင်းလက်ခံသွားကြပါရယ်ကျုပ်ကတော့မြေပုံမှာစိုက်ထားတဲ့ငုတ်ကိုဆွဲနှုတ်လိုက်တော့လေပြင်းတစ်ချက်တိုက်ခတ်သွားပါရယ်လုံးစရာအလုပ်တွေပြီးသွားတာမို့ကျုပ်တို့ကအပြန်ခရီးကိုစတင်ခဲ့ပါတော့တယ်ဦးလေးတို့ဒီအပြန်လန်းကိုဂယုစိုက်ကြပါကျုပ်အလာကလေးကဒီအနီးနားကလာတဲ့အသားစိမ်းအနှံ့တွေရတယ်ဒီအနားမှာကြားရှိနေနိုင်တယ်ဟုတ်တယ်ငါတို့ဦးလေးလည်းအစားကရပါမယ် ဦးလေးတို့ယူထားတဲ့အသားခင်ကလာတယ်လို့ထင်ခဲ့တာတေချာစဉ်းစားကြည့်မှ အသားနှန်းကအစိမ်းရနေတယ်ဟုတ်တယ်ဦးလေးအဲဒါကြောင့်တနက်ကိုမြဲမြဲကင်ထားပါမတင်ကားတဲ့လှုပ်ရှားမှုမျိုးမြင်တာနဲ့ပြစ်ပါကျုပ်ကတော့ဦးလေးစုံမှုနဲ့ဦးလေးစုံလောင်ကိုမှပြီးစက်ပြီးတော့ရှောက်နေပါတယ်ကျုပ်ကတော့ပတ်ဝန်းကျင်ငြိမ့်သက်နေခြင်းကိုသဘောမကျတဲ့ပြင်တော်တရိဆန်လေးများအတန်မကြားရတာကြောင့်အန်ဒီရဲ့ကြီးကြီးမားမားတကူကအနီးနားမှာရှိနေပြီလို့ မှတ်ချက်ချနိုင်မိပါတယ်။ဟာဦးလေးရုတ်တရက်လှုံရှားသွားတဲ့ခြုံတွေထဲကကြားတကောင်ကတော့ဦးလေးစောမှုကိုဝင်းခုံအောင်လိုက်ပါတယ်။တနက်တန်နှစ်ချက်စင်ချိန်စင်နောက်စင်ထွက်ပေါ်လာခြင်းနဲ့အတူဦးလေးစောမှုလည်းကြားရဲ့အောက်မှာရောက်နေပါတယ်။ကြားကတော့ဦးလေးစောမှုကိုကြိုက်ဖို့ရာဦးလေးစောမှုကတနက်ကိုကက်လက်အနေထားနဲ့ကထားပါတယ်။ကျုံးစီရတနက်တန်ပေါ်ထွက်လာခြင်းနဲ့အတူကြားကတော့ဦးလေးစောမှုထံကခွာပြီး ကျုံဘက်ကိုလှည့်လာပါရင်ကျုံအပေါ်မိုးကျလာတဲ့ကြာကြီးရဲ့ရှင်းမှတ်ထဲကိုကျုံရဲ့တနက်ကြီးဟာတိုးဝင်သွားပါရင်ကြာကြီးကနာကျင်တဲ့တန်ရကြောင့်အလွန်ဒေါသထွက်လာပြီးကျုံကိုဖိပြီးတော့ကြိုက်ပါတော့တယ်ကျုံရဲ့တနက်ပြောင်းကတော့ဂျုံကနေရင်မှကြာရဲ့ပါးစပ်ထဲကိုဝင်သွားခဲ့ပါတယ်စက္ကန့်ပိုင်းလောက်သာရတဲ့အခွင့်အရေးကိုလက်လွတ်မခံမီတနက်ခလုတ်ကိုဆွဲချလိုက်ပါတယ်တနက်ကိုလေကြာရဲ့ပါးစပ်ထဲကလေးလုံးလုံးနဲ့ ဥထုထုကြားလဲရတယ်။ကျုံရဲ့ကြီးကတော့ကြားကြီးရဲ့အာကောင်ကပွင့်ထွက်သွားပြီးနောက်စီးကနေပြန်ထွက်သွားတယ်လေ။ကြားသေးကြီးကတော့ကျုပ်ဘေးကိုပြန်လဲကျသွားပါတယ်။ဦးလေးတို့နဲ့ရမဒီနေရာကနေအမြန်သွားရအောင်။ညာကစခန်းကိုအမြန်ရအောင်သွား။ကျုပ်ကအော်ဟစ်တတိပေးလိုက်ပြီးတော့မူလစခန်းကိုပြန်ခဲ့ပါတယ်။ကိုမန့်ကြားသေးရင်မနှွာခဲ့ရအောင်ဗျာ။ဘာဖြစ်လို့ဒီလိုအလောတကြီးပြန်ခိုင်းတာလဲ။အခုငါတို့တက်လိုက်တာကကြားဖို့ပဲ။ ဒီကောင်သေးသွားပြီဆိုတော့ဂျာမာကငါတို့အနံ့နဲ့အနောက်ကနေလိုက်လာမှာအဲဒါကြောင့်စိတ်ချရတဲ့နေရာကိုအမြန်ပြန်ခိုင်းတာဦးလေးဆုံးမှုဘာဖြစ်သွားသေးလဲဘာမှမဖြစ်ပါဘူးလက်ကိုနည်းနည်းလေးချင်းမိယုံမှာတော်သေးတာပေါ့ဗျာဘာမှမဖြစ်လို့အခုကတော့ဒီအပင်ပေါ်မှာနေခဲ့အောင်ကျုပ်တို့ထောင်ချောက်တွေဆင်ရမယ်ညဆိုရင်တော့ရောက်လာလိမ့်မယ်ထင်တယ်ကျုံနဲ့တီဟာကတော့ဂျာမာရန်အတွက်ထောင်ချောက်များကိုပြင်ဆင်ရပြန်ပါတယ်အခုညကတော့ နောက်ထပ်ကြားတကောင်ဖမ်းရအောင်မှာပဲဖြစ်ပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့တာရေးဆရာရန်ဝင်းထုံးရေးသားထားတဲ့စာနီတော်မောင်မတ်နဲ့နန်းတော်ပြည့်နဲ့ကြားဆိုးဆိုတဲ့ဇလန်လေးရဲ့အစာဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေ အားလုံးအတွက်ဘလို့ဇလန်ကောင်းလေးတွေကို တင်ဆက်ပေးတော်မလဲဆိုတာကိုစောင်းမြော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။ နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါတယ်ရှင်